တော်လိုင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်တော်လိုင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုသတင်းကောင်းတွေကိုရုံစားနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုကိုရီယာရှင်လုပ်ပေးပါမယ်ဘရဝဟုဆိုသတင်းဘုံအနေနဲ့ကတော့ချက်ခိုင်ပါတီကျွန်တော်တို့ဒါစီယုံနေကြမှာပေါ့နော်လက်သုံးချောင်းထောင်ပြတဲ့ကလေးငယ်ကိုအချုပ်ရဲမှုရဲ့အမဖြစ်သူကဖမ်းဆီးရိုက်နှက်ပြီးတော့မှပြန်လွတ်ပေးတဲ့သတင်းလေးကိုပြောချင်ပါတယ် Every time ကန်ကြီးတော်မျိုးနဲ့မှာချက်ခိုင်ပါတီစီယုံရေးလှည့်နေကြမှာလက်သုံးချောင်းထောင်ပြတဲ့ပေါ့နော်ကလေးငယ်ကိုစစ်ကောင်မရှိတိုက်ရဲ့အချုပ်ရဲမှုရဲ့အမဖြစ်သူခင်မြတ်ကျော်ဆိုတဲ့ဟာမက အဖန်းစည်းခဲ့တယ်ဗောနော်အဲ့ဒါကိုလည်းဒေသခံတွေထိုင်ရနေပြီးမသိရတယ်ဗောနော်အဓာကကြီးရောအုပ်စုမှာရှိတဲ့ကလေးငယ်ကိုပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကဖမ်းဆီးခဲ့ပြီးတော့မှရိုက်နဲ့နှိပ်စက်ခဲ့တယ်ဒီဒီဇင်ဘာလအတွင်းမှာပဲပြန်လွတ်ပေးခဲ့တယ်လို့သိရတယ်ဗောနော်ကလေးကပြန်လွတ်လာပါပြီတဲ့ပါးတွေလည်းရိုက်တယ်ခြေထောက်တွေနဲ့လည်းကန်တယ်ပြီးတော့ကြာပွတ်နဲ့လည်းရိုက်တယ်လို့သိရတယ်ဗောနော်ဝိုင်းမီတောင်းမှလို့ပြန်လွတ်ပေးလိုက်တာလို့သိရတယ်ကလေးကအသက်မပြည့်တဲ့အပြင်ကျမကြီးလည်းမကောင်းပါဘူးဆိုပြီးတော့မှကန်ကြီးတော်မြို့မှာရှိတဲ့စစ်ကော်မရှင်နဲ့နှိစက်သူဒေသခံတကူရဲ့ပြောဆိုချက်တွေကသိရပါတယ်ဆိုတော့အဲ့ဒီကန်ကြီးတော်မှာရှိနေတဲ့အဲ့ဒီခင်မြတ်ကျော်ဆိုတဲ့ဟာမားက ဒီတိတ်တဆင်းလိုက်ပြီးတော့မှဟောပေါ့နော်သူတို့ရဲ့စက်ခိုင်ကြီးကိုမဲပေးဖို့ကိုလည်းဒါတိတ်တဆင်းလိုက်ပြီးတော့မှပြည်သူတွေကိုချိန်ချောင်းနေတယ်လို့လည်းသိရပါတယ်ဆိုတော့အဲ့ ARV တိုင်းကန်ကြီးတောင်မှရှိနေတဲ့ခင်မြတ်ကျော်ဆိုတဲ့ဟာမကိုကျွန်တော်တို့အနေနဲ့တခုခုလုံတဲ့မှာပြီအဲ့တော့ UG မှာရှိနေတဲ့ညီကိုတွေလည်းကျွန်တော်ကအဲတောင်းဆိုပါတယ်ဒီဟာမကိုတခုခုလုံပေးပါလို့နော်နောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့ ော်ဒါဆွဲခေရပြီးတော့မှဒါစစ်သားဖြစ်လာသူကညီဖြစ်သူရှိရာ PDF ထံကိုအလင်းဝင်ပြီးတော့မှအချမ်းမဆက်တဲ့ကိုပြန်တိုက်မယ်လို့သိရပါတယ်။ပဲခူးတိုင်းတောင်ကုန်မြို့နယ်မှာအိမ်မော်တီပေါ်ဒါတဆွဲခေရပြီးတော့မှစစ်ကူလက်တသားဖြစ်လာသူကညီဖြစ်သူရှိရာ PDF တိုက်ရင်ထံအလင်းဝင်ရောက်လာပါတယ်။အကြမ်းမဆက်တဲ့ကိုပြန်တိုက်သွားဖို့ရှိတဲ့အကြောင်းကိုလည်းနေပြီးတော့တိုက်စစ်ဌာနတရင်၈၃၃တရင်မှုရဲဘော်ရာမွန်ကပြောပါရဲအဲတော့အကြမ်းမဆက်တဲ့ကနေပြီးတော့မှနေတီအပေါ်တာဆွဲတယ်ပေါ့နော်အတင်းအဓမ္မဖန်စီခံရတဲ့စစ်မှုလက်ထက်သားဖြစ်လာတဲ့ကိုအောင်ကိုဘင်းကနိုဝင်ဘာလ၂၉ရက်နေ့မှာနေပြီးတော့တိုက်စစ်ဌာနလက်အောက်မှာရှိတဲ့ PDF ဒါကျွန်တော်တို့တခုံးဘက်တလီယံ803နဲ့ချိတ်ဆက်ပြီးတော့မှထွက်ပြေးအလေးဝဲလာတာကိုသိရတယ်ဗောနော်အကွာကိုဝေးအနေနဲ့လဲဆုပ်ဆွဖန်းစီပြီးတဲ့နောက်မှာစစ်ဘုရားအပတ်စစ်စနစ်တန်တန်းကိုတိုက်ပြစီရမြို့နယ်ဝဲပလီပေါ့နော်ဝဲကလီမှာတက်ရောက်ခဲ့ရတယ်တန်တန်းပြပြောတဲ့အချိန်မှာတော့တရုတ်ခရင်အမတ်9ခြေမြတန်းရင်မှာ9လကြာနေထိုင်ခြင်းမှာညီဖြစ်သူရှိရနေပြီးတော့တိုက်စစ်ဌာနတက်ရင်အမတ်9000ညာ3စီကိုအလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ အာလက်ရှိမှာတသားကိုအောင်ကိုဝေးနေနေကဒါညီဖြစ်သူနဲ့အတူတရင်633မှာပဲရဲဘော်ပြေတာပဲထပ်ဆောင်ပြီးတော့မှာအာနာရှင်စစ်ကော်မရှင်တပ်ကိုတိုးလန့်တက်ခိုက်သွားဖို့ရှိနေတယ်လို့သိရပါတယ်ဆိုတော့ကောင်းပါတယ်ကျေးဇူးလက်တင်ပါတယ်ဝမ်းလည်းတာပါတယ်လေးလေးလေးစားပါတယ်ခင်ဗျာကဲညီကိုနေရအောင်လို့ကျမ်းမပေးခဲ့ပါသေးဗျာနောက်ထပ်သတင်းလေးကတော့မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်တဝိုက်မှာစစ်ကြောင်းပတ်ထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုဒေါ်လာအေးပူပေါက်တပ်တွေဂျာပြတ်တက်ခိုက်ရမှာစစ်တပ်ကထိခိုက်ဒဏ်ရာရရှိဖို့အယောက်30ကျော်ရှိနိုင်ပြီးတော့မှာ ်လက်နက်တချို့ကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်ကလည်း Equipe Piper Defense Force တန်ကနေပြီးတော့မှသိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၂ရက်နေ့မှာအဆိုပါစစ်ကြောင်းကိုချပြတ်တက်ခဲ့ရမှာဒေါ်လာရေးတက်တွေကအသာစီးရခဲ့ပြီးတော့မှစစ်တပ်ဘက်ကထိခိုက်မှုတွေများပြားခဲ့တဲ့အကြောင်းကို Equipe Piper Defense Force ကတာဝန်ရှိသူတူကပြောပါတယ်။ဆိုတော့ဒီလက်ရှိအခြေအနေတခုမှာပေါ့နော်ဒါကျွန်တော်ဒီတက်ခိုက်မှုဖြစ်စဉ်မှာဒေါ်လာရေးပေါ်တက်ဖို့ဝင်တွေကမြေပြင်တက်ခိုက်ရေးပြင် drone တက်ခိုက်ရေးတွေကိုပါအတော်ပြုတ်ခဲ့တဲ့အတွက်ကြောင့်မလို့စစ်တပ်စစ်ကြောင်းဘက်ကအယောက်30နီးပါးတန်ရာရခဲ့တယ်လို့လည်းသိရတယ်ပေါ့နော် တည်ဆုံးသူကတော့ကျွန်တော်တို့အတိမပြုတ်နိုင်သေးဘူးထိခိုက်တာကတော့30ပတ်ဝန်းကျင်နေပါရှိတယ်အဲ့ဒီပတ်ဝန်းကျင်မှာဈေးကုထားတဲ့ချီရလက်ရတွေကိုလည်း drone ကနေကြည့်တာတွေ့ရတယ်ဆိုပြီးတော့ပြောတယ်ဗောနော်ဒါအပြင်တိုက်ပွဲတွေမှာစစ်သားတွေထံကနေပြီးတော့မှဆက်လက်နဲ့ပစ်စည်းချို့ကိုလည်းတည်ဆည်းရမိခဲ့တယ်စစ်တပ်ရဲ့တပ်မကိုကိုလက်အောက်ခံစစ်တုံးမှန်တယောက်ကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့လို့သိရပါတယ်အိုးအရှင်မဖမ်းတာတော့အဆိုပါတိုက်ခိုက်မှုကတော့ Aquate People Defense Force ပကုတ်ကခရိုင် Local Tayet PDLB MGY PDF ကမ္မအနာ ground force ကမ္မတပေါင်းစုနဲ့မြိုင်ပတ်ခပောက်ရပုံပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အမလီအားရလိုက်တာတော်လိုက်တာလို့နော်ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်တော်တယ်တော်တယ်အရန်တော်တယ်ကိုညီကိုတွေတအားတော်တယ်နော် okay ဆိုတော့နောက်ထပ်သတင်းလေးကတော့မခွေးတိုင်းပို့ပြမျိုးနယ်မှာလူမွေရေးဖောက်ပြန်တဲ့စာရဖတ်ပူကြီးကျော်မျိုးဦးနဲ့ထွေးအုပ်စရေးမှခေနီလာထွေးတို့ကိုတက်ကြွကြီးတူကပြစ်တက်ပြီးတော့မှကိုယ်တိုင်အဖမ်းခံလိုက်တဲ့အကြောင်းကိုပွင့်ဖြူမျိုးနယ် တက်တဲ့င်းရေးပေးရသိရတယ်ပေါ့နော် ပွတ်ဖြူမျိုးနဲ့လေကိုင်းမျိုးမှာပေါ့နော်တက်ချက်ကြီးကိုပုနဲ့စကုမျိုးကထွေအုပ်စည်ရေးပေါ့နော်ဝန်တန်းစည်ရေးမှာခင်လီနာထွေတို့ကချစ်သူဖြစ်ခဲ့ကြတယ်ပေါ့နော်အတူနေထိုင်ခဲ့ကြတယ်အဲ့နောက်ထွေအုပ်ဝန်တန်းခင်လီနာထွေကပွတ်ဖြူမျိုးနဲ့ကစာအဖပိုကြီးကျော်မျိုးဦးနဲ့ထပ်မံချစ်ကြိုက်သွားခဲ့တယ်အတူနေခဲ့တယ်ပေါ့နော်အဲ့လိုမျိုးသုံးပွင့်ဆိုင်အချစ်ဆက်လန်းဖြစ်လာစမှာအမေဒီဇင်ဘာလ9ရက်နေ့ညနေ6:30မိနစ်ကအချိန်ပေါ့တက်ချက်ကြီးကိုပုကထွေအုပ်စည်ရေးမှာခင်လီနာထွေနဲ့စာအဖပိုကြီးကျော်မျိုးဦးတို့ကို အထူးတွဲလျက်တွေ့ရှိရတဲ့ကြောင့်မလို့တနက်နဲ့နှစ်ဦးစလုံးကိုပြစ်တက်ခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်။အိုးကျစင်ကြ။အဲ့ဒါဒီအဲ့နှစ်ယောက်လုံးတက်ပြီးတော့မှသူအဖမ်းခံလိုက်တာပေါ့ဗျာ။အမေသူသူချစ်သူရဲကောင်းလုံးလိုက်တာပေါ့။အမေသူတို့အရှုံးမခံဘူးပေါ့။ဒါနှစ်ယောက်လုံးသူအပြက်ရှင်းပြီးတော့မှသူထောင်ထဲဝင်လိုက်တယ်ပေါ့။အမေအမေဒရမာတွေစတင်တာအမေမင်းရောက်လိုက်စတဲ့ကကောင်နေရ။အဲ့တော့ငါလည်းဝမ်းနေစရာမရှိပါဘူး။ဘယ်ပဲထောင်ထဲဝင်တာဝင်ပေါ့။အမေအချစ်ယူယူပြီးဝင်တာဝင်ပေါ့နော်။ โอเคဆိုတော့နောက်တဲ့တရေကတော့ဖပုံခရိုင်မှာနိုဝင်ဘာလအတွင်းကိုတိုက်ပွဲတရနာမှာ၄ကြိမ်ဖြစ်ပွားခဲ့တယ်စစ်တပ်ကအရာရှိအပါဝဲ၁၆ဦးသေဆုံးခဲ့ပါတယ် KB နဲ့ဖပုံခရိုင်မှာနိုဝင်ဘာလအတွင်းကိုတိုက်ပွဲတရ၄ကြိမ်ဖြစ်ပွားခဲ့ပါတယ်အချမ်းဘက်စစ်တပ်ကအရာရှိတွေအပါဝဲ၁၆ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်နိုဝင်ဘာလတရနေ့ကနေ30ရက်နေ့အထိ KNU ဖပုံခရိုင်တပ်မဟာ၅နေမြေမှာပေါ့နော်အဲကျွန်တော်တပ်မဟာ၅နေမြေအတွင်းမှာအချမ်းဘက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေတိုက်ပွဲတရ၄ကြိမ်ဖြစ်ပွားခဲ့ပါတယ် အဒီဒီတက်တက်ပွဲတွေတင်မှာဆက်မဆက်တဲ့ဘက်က16ဟုသေဆုံးတယ်105ဦးထိခဲ့တယ်ရရှိခဲ့တယ်သေဆုံးသူတွေထဲမှာအရာရှိတွေပါဝင်တယ်ထိခဲ့တယ်ရရှိတဲ့သူတွေလည်းကျွန်တော်ဘိုဂျီတူအပါဝင်အရာရှိတွေလည်းပါဝင်တဲ့အကြောင်းကိုလည်းသိရတယ်ဗောနော်ဒါအမြင်ကိုစစ်တပ်ကဖောက်ခွန်ခရိုင်အတွင်းမှာရှိတဲ့ပြည်သူတွေနေထိုင်တဲ့ခြေရွာတွေကို drone နဲ့9ကြိမ်လေယာဉ် jet fighter နဲ့15ကြိမ်120မမလက်လက်ကြီးနဲ့23ကြိမ်ပြစ်ခတ်တိုက်ခတ်ခဲ့တဲ့အကြောင်းမလို့ပြည်သူ3ဦးထိခဲ့တယ်ရရှိခဲ့တယ်လို့သိရပါတယ်တော်သေးတော့3ဦးပဲထိလို့ဗောနော် အဲ့တော့3ဦးနဲ့ထိတာနဲ့တန်အောင်ကျွန်တော်တို့ဘက်က16ကောင်မွေးငါလုတ်ပေးလိုက်တယ်။ Okay ကျင်းတ်တယ်။အဲ့တော့သတင်းလေးညာဆင်ပြီးနောက်မှာ video file လေးကြည့်အောင်ပါ။ပထမဦးစွာမြန်မာနိုင်ငံကြီးကဘလောက်တောင်စုပ်ပြတ်တက်နေပြီလဲဆိုတာပေါ့နော်။အဓိကတော့အုတ်ချုပ်ရင်းမှုတွေကအစားဘလောက်တောင်မှရုပ်ပယ်နေပြီလဲ။စစ်မှုန်းတဲ့ကိစ္စနဲ့ပတ်သက်လာရင်ကို့သွေးသားတောင်မှပြန်ပြီးရောင်းစားတဲ့တာစီက အုတ်ကြီးဆိုတဲ့ကောင်အောင်အောင်ရဲ့အကြောင်းကိုနားထောင်ကြည့်ပါ။ဒေါ်လာမြေသူအားလုံးပဲမင်္ဂလာပါ။ တာစီမှာ တားဖြစ်သူတော်တင်း80နဲ့တက်ထဲရောင်းစားတယ်။အုတ်ချုပ်ရီမူအောင်အောင်ကစစ်မှုထမ်းကြီးတနပ်ပြတောင်းနေတယ်လို့ကျွန်တော်တို့သတင်းရပါတယ်။အင်းငွေကြီးကိစ္စတွေကိုစကားစားနဲ့တယောက်တဝက်မျှစားရရှိတယ်လို့လည်းသိရပါတယ်။ဒါမန္တလေးတိုင်းတာစီမြို့နယ်မေဒီလာခရိုင်မှာရှိတဲ့တားဖြစ်သူကိုတော့တင်း80နဲ့ရောင်းပြီးတော့နော်စစ်တပ်ထဲကိုရောင်းပြီးတော့အုတ်ချုပ်ရမှုနေရာရယူထားတဲ့အောင်အောင်ဟာစစ်မှုထမ်းကြီးကိုတနက်ပြချင်းချောက်ပြီးတော့9ရက်နေ့အတွင်းတောင်းရနေတယ်လို့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ ဒါမေတ္တိလခရိုင်တဲပုံရာဇင်တဲကုံအုံစုမအဆိုပါအုပ်ချုပ်ရေးမှုအောင်ဟာနိုဝင်ဘာလ28ရက်နေ့ကစတင်တောင်းရနေပြီးတော့ဒီဇင်ဘာလ3ရက်နေ့ဒီနေ့နောက်ဆုံးထားပေးကြဖို့လဲချိန်ချောက်တောင်းရနေတယ်လို့ဆိုပါတယ်။အောင်နဲ့တန်သေးတို့လင်မယားဟာနိုဝင်ဘာလ28ရက်နေ့ကစစ်မှုထမ်းကြီးတအိမ်ကိုကြက်2000ခွဲစီကောက်ခံနေပါတယ်။ဒီဇမလာ၃ရက်နေ့နောက်ဆုံးလို့ပြောပါတယ်တဲ့ရွာမှာငွေကြီးကောက်ခံပြီးတော့တူတဝက်တာစီကမြို့ကစစ်တပ်ကအရာရှိတွေစီတဝက်နဲ့ခွဲယူကြပါတယ်လို့ဆိုပါတယ်။ တအောင်ဟာလွန်ခဲ့တဲ့၃နှစ်ကတားဖြစ်သူကိုလည်း380နဲ့အကြံဖက်စစ်တပ်ထဲကိုရောင်းစားထားတယ်လို့ပြောပါတယ်။အာသူ့သားအကြီးကအခုမလေးရှားရောက်နေပါတယ်။အငယ်က380နဲ့ဆိုတာသိကြတယ်။ရှမ်းတောင်မှာတော့ဟိုတလောကခြေတော့တန်ရရထားတယ်လို့ကြားပါတယ်တဲ့။အခုတော့ဘလို့ရှင်နေရှိလဲမသိဘူးလို့အဆိုပါတရင်းကြီးမြစ်ကပြောပါတယ်။နော်ကျွန်တော်ပြောချင်တာကတားဖြစ်သူတော့အကြံဖက်စစ်တပ်ထဲကို380နဲ့ရောင်းစားရတယ်ဆိုရင်တစ်ပြင်ပြည်သူစီကစက်ကြီးကောက်ဖို့ဆိုတာသူ့တော့ကတော့ မဝင်လေးဘယ်လိုရင်လေးစရာတခုမှမရှိဘူးအဲ့လေနော်ဒါကြောင့်မို့မင်းဘဝမင်းကတော့မတွေးဝင်စရာပါပဲဒီကွာနော်ကိုသားသွေးနော်ကိုသားသွေးကိုသွေးသားနော်ဒါကိုသားသွေးကိုသွေးသားပေါ့ကွာကိုသွေးသားရင်တော့မှဒီလိုမျိုးလုပ်တယ်ဆိုတော့မင်းဘလို့ကောင်းလဲကွာနော်အဲ့တော့ကိုသွေးသားရင်တော့မှဒီလိုမျိုးစစ်တက်သေးကို380နဲ့ရောင်းစားရဲတယ်ဆိုတော့ခင်ဗျားတို့ကြံတဲ့ပြည်သူကိုစစ်မှုတန်းကြီးတောင်းဖို့တို့ ကိုယ်တိုင်ပေါ်တာဆွဲဖို့လို့စက်တက်သေးကိုရောင်းစားဖို့ဆိုတာသူ့တွက်တခြားလေကိုယ်သွေးသားမဟုတ်တဲ့လူဆိုရင်သူရောင်းဖို့အတွက်ကသူ့တွက်ဘာခက်ခဲမှမရှိတော့ဘူးလေသူဘာမှလည်းကြောက်စရာမလိုတော့ဘူးလေကိုယ်သွေးသားရင်းတော့ဗျာခမရရောင်းစားရတာဗျာခမရတို့လိုသွေးမသားတော့မဆက်တဲ့သူတွေကိုသူပါလို့ဂယူဆိုင်နေမှာလေနော်မြန်မာနိုင်ငံကြီးရဲ့စိတ်သက်တွေစုပ်ပြတ်နေပြီစိတ်သက်စုပ်ပြတ်ပေါ်စုပ်ပြတ်တဲ့ကောင်တွေကိုလူကြီးနေရထားရတာဟုတ်တော်တော်နေရှင်စရာကောင်းတဲ့နိုင်ငံနော်โอเคဆိုတော့နောက်တစ်ပြည်ပြည်လေးတစ်ခုကတော့ကိုမောင်မောင်ပေါ့နော် အကွန်မောင်ကသူကလက်ရှိမှာလက်ရှိတက်တွင်းအခြေအနေလေးကိုပေါ့နော်သူပြပြလာပါတယ်နားထောင်ကြည့်အောင်တက်မလို့သားတွေရဲ့တောင်းဆိုချက်ကပါလဲဆိုလို့ရှိရင်စစ်တီရဲဘော်ရဲဘက်လိုမျိုးဆက်ဆံပေးပါတဲ့ဒါနံပါတ်၁ချက်ပေါ့နံပါတ်၂ချက်အနေနဲ့မင်းမရှိလဲဖြစ်တယ်ငါမရှိလဲဖြစ်တယ်တက်မလို့ကြီးကဆိုတဲ့ပုံစံမျိုးမထားစေခြင်းနဲ့မောက်မာမှုတွေမရှိသင့်ဘူးပေါ့ဗျာနော်အခုဆိုရှင်တက်မလို့မှာတက်ပြေးတွေများနေတာလဲ အာရှိတယ်ဗျာချိုးတက်မလို့သားတော်တော်များများရဲ့ခံစားချက်ကလည်းအခုဆိုလို့ရှိရင်ဒေါသတွေညံထွက်လာကြတယ်เนาะတက်မလို့ပုံမှာမကျေနပ်မှုတွေရှိနေတဲ့တက်မလို့သားတွေရဲ့ခံစားချက်ကိုခင်ဗျားတို့နားလေပြုဖို့လိုတယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျုပ်တို့မျိုးဆက်မှာတဲ့ကျွန်တော်မျိုးဆက်မှာပေါ့တက်မလို့မှာတာဝန်ထမ်းဆောင်တာကျုပ်နောက်ဆုံးပဲဖြစ်ရမယ်ဆိုတော့ခံစားချက်တွေထီကိုခံစားနေရတဲ့မကျေချမ်းမှုတွေရှိလာပြီပေါ့ဗျာเนาะအဲ့တော့တက်မလို့သားတွေရဲ့ခံစားချက်ကို နားထောင်ပေးနိုင်ဖို့အတွက်တက်မလို့မှာကောင်းမွန်တဲ့ mechanism ပေါ့နော် ိုင်းတာတစ်ခုဆောင်ရွက်ချက်တစ်ခုတော့ရှိသင့်ပြီလို့ကျွန်တော်တို့ကယူဆတယ်အဲ့တော့ရန်သူကလည်းမိမိရဲ့စိတ်တွေကိုလူငင်းချမ်းသာခွင့်ပေးနေသလိုမိမိကလည်းမိမိကိုစန့်ကျင်သူတွေနော်မကြိုက်သူတွေမနှစ်သက်သူတွေကိုလူငင်းချမ်းသာဝင်ပြီးလို့ရှိရင်မိမိအချင်းချင်းကြားထဲမှာတက်မလို့သားအချင်းချင်းကြားထဲမှာကြာတော့ကောင်းမွန်ဖို့เนาะဟိုကြည့်ရှုဖို့စောင့်ရှောက်ဖို့ညှတာဖို့လည်းမမေ့စေခြင်းဘူးအဲ့တော့တက်မလို့မှာအ နော်ဟိုတက်မလို့တန်လောက်ငယ်သားတွေရဲ့အခုခံစားချက်တွေကိုစောင့်ကြည့်ပေးပါနော်ဘာလို့မကွန်မန့်နားထောင်ပေးပါဘောဗျာနော်ထို့တူဒီဟိုဘယ်ခေါမလဲကျွန်တော်တို့ငင်းချမ်းသာကွင်းလေးတွေနော်တက်မလို့သားတွေကိုပေးစေခြင်းလေอืมဆိုတော့ဟိုပါစပဲဖြစ်ဖြစ်တန်တွေပဲဖြစ်ဖြစ်တချို့စစ်သားတွေเนาะကျွန်တော်အားလုံးမကြည့်ရဘူးတချို့စစ်သားတွေ င်းတို့စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ပြီးတော့မှ PDF တွေတိုင်းရင်းသားလက်နက်ကင်တွေတိုက်မလားအဲ့ဒီ PDF တွေတိုင်းရင်းသားလက်နက်ကင်တွေရဲ့အဲမှာမင်းတို့စစ်တုံမှန်ဖြစ်နေနေမလားဆိုတော့တို့စစ်တုံမှန်ဖြစ်နေမဲ့ဥစ္စာပေါ်ရွေးလိမ့်မယ်ဘာဖြစ်လို့တို့စစ်တုံမှန်ဖြစ်နေတာကဒါပြောမယ်ဆိုရင်ဒါထောင်ကျတယ်ပဲထားပါတော့အချုပ်ကျတယ်ပဲထားပါတော့သူ့ရဲ့ပြစ်ဒဏ်နဲ့ပတ်သက်ပြီးတော့မှဒါပြစ်ဒဏ်စေ့ရင်သူပြန်လွတ်နိုင်တယ်စစ်တပ်ထဲမှာတော့အဲ့လိုမဟုတ်ဘူးဒီကပါစားတယ်အာနှစ်နှစ်နေရင်တော့ပြန်လွတ်ပေးမှာပါတော့ပါတော့လွတ်တဲ့သူတွေလည်းရှိကောင်းရှိရဲ့ဒါပေမဲ့မလွတ်တဲ့လူတွေကပိုများတယ်ဒါကိုလည်းသိစေချင်တာ အဲ့တော့သူတို့တက်တွင်းထဲမှာရှိနေတဲ့ပျော်လဲမှုတွေမစည်းလုံးမှုတွေမညညွမှုတွေကိုတော်လန်ပြည်သူတွေကိုလည်းသိစေချင်တယ်ကျွန်တော်တော်လန်ညီကိုတွေ PDF တွေတိုင်းသားလက်နက်ကန်တွေသိစေချင်တဲ့ကြောင့်မလို့ဒီ profile လေးကိုလက်ရှိစစ်တပ်ရဲ့တက်တွင်းအခြေအနေလေးကိုဒါကိုမောင်မောင်ကပြောပြထားတဲ့ဥစ္စာကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်နောက်တစ် profile လေးတစ်ခုကတော့ဒါကျွန်တော်တို့ဒါကြာမဲလေးပေါ့နော် ပြည်သူတွေနဲ့အမြဲတမ်းတသားတည်းရှိနေတဲ့မြင်းချက်ဘလက်တက်ကဟိုမိုက်ခဲเนาะဒါကျွန်တော်တို့ ့ရဲ့ဒေါ်လာစကားတွေကိုနှာထောင်ကြည့်အောင်ဒါသူတို့မဟာမိတ်တွေအခုဖွဲ့ထားရလေအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှသူပြပြထားတဲ့ဒေါ်လာစကားတွေကိုနှာထောင်ကြည့်အောင်ပါအဓိကအဖြစ်ညီတို့ဆိုရင်ညီကြမဲ့ပရဒိတ်ဆိုညီရမ်းမြန်လို့တာဗျညီကြီးအောင်ကြမခံဘူးဒါပေမဲ့ညီတို့ကြမဲ့ပရဒိတ်ကိုညီတို့ခွာပစ်ခဲ့တယ်လေအဲ့လိုပဲကုစုအောင်လို့လည်းသူတို့ပရဒိတ်ကိုခွာပစ်ခဲ့တယ်ကုတန်လုံလုံးလည်းသူတို့ပရဒိတ်ကိုခွာခဲ့တယ်လားငါတို့အစွဲတွေမထားနဲ့တော့ငါတို့အလန်တစ်ခုတည်းအောက်ကသွားမယ်ဆိုပြီးညီတို့တပ်ပေါင်းစုပရဒိတ်ကိုဒီတိုင်းရိုက်ပြီးတော့လာငါတို့ဒါတပ်ပေါင်းစု စီလုံးမှုနဲ့ငါတို့တိုက်မယ်ဘလက်တိုက်ကတိုက်တာလည်းမဟုတ်ဘူးဘယ်ကောင်မှတိုက်တာမဟုတ်ဘူးငါတို့အားလုံးတိုက်တာတယောက်ပါဝေးလို့မရငါတို့အားလုံးတူတူစီစီလုံးလုံးနဲ့တိုက်တာဆိုတော့ညီတို့ဒီပရတိတ်မဟုတ်တော့ဘူးလေညီတို့ဒီပေါ်ပရတိတ်အဲ့လိုမျိုးညီတို့ကျုံးလိုက်တယ်အဲ့ဒီအာတတွေရောမာနတွေရောအကုန်လုံးအကုန်လုံးခွာချနိုင်မှရမယ်ဘာလို့လဲဆိုတော့ညီတို့လက်နက်ကင်နေရာဒီပြည်သူအတွက်ပြည်သူလုံခြုံမှုအတွက်ညီတို့တိုင်းပြည်ပြန်ပြီးနေကောင်းလာဖို့အတွက်လက်နက်ကင်တာသဘုံထားဖို့မဟုတ်ဘူး စစ်သွေးကြောက်မဟုတ်အာနာရှင်လက်တလေးတွေထားလာဖို့မဟုတ်အဲ့အာနာရှင်လက်တထားတဲ့ကောင်တွေပါပြန်တော့ရမှာညီတို့အဲ့တပေါင်းသူတွေနဲ့အာအဲ့လိုမျိုးပြန်သွားနိုင်မှရမယ်အခုတော့ညီတို့အားလုံးဗတ်တိတ်ကိုခွာနိုင်ပြီဆိုတော့ကိုအမြတ်နိုးအားဆုံးဗတ်တိတ်ကိုတော့ခွာနိုင်ပြီဆိုတော့ဂျန်တဲ့ကိစ္စတွေကတော့ညီတို့ထူထူထူသိပ်ပြီးတော့ရှိလာပြအကြောင်းမရှိပါဘူးရှိလာရင်လည်းအေးဆေးပါညီတို့အကောင်းဆုံးနေဖြစ်မယ်လို့ညီကတော့ယုံကြည်တယ်ဗျညီတို့အဲဘာပဲဖြစ်ဖြစ်ပေါ်တော့ကျွန်တော်တို့မနဲ့လင်းရအောင်မြင်ချင်တယ်ဆိုရင်ပို့ပြီးတော့မှောင်နေမှောင်တို့ကိုညီတို့ခံရမှာပဲ ဒီကြတော့ကတော့ခုချိန်ဆိုရင်တိတ်မမအောင်လေးပဲဗျညီတို့မိုးလင်းကနီမိုးလင်းကနီဆိုပို့မှောင်လာတယ်ပေါ့အဲ့လိုပဲညီတို့ရောင်းနီမင်းကနီဆိုရင်မုန်တန်းရပို့ကျန်းလာညီတို့ဒီတန်ကိုခံနိုင်မှရညီတို့ခံနေညီတို့ဒီတန်ကိုခံမယ်ပြည်သူတွေပြည်သူတွေအားပြတ်စရာမလိုဘူးညီတို့ညီတို့တွေရှိတယ်ဘာမှမဖြစ်ဘူးပြည်သူချေးရနေပြီးတော့မမမမရက်တိပြီးမတက်တယ်အများကြီးရှိတယ်လက်ရှိအချိန်မှာညီတို့တော့စစ်တိုက်တယ်ဆိုတာတနက်ရှိုံနဲ့လည်းတိုက်လို့မရအောင်ကြည်စံလို့ကြည်စံကလည်းပတ်စံရှိတိုင်းဝယ်လို့မရအောင် ေပေါ်ရောင်းမှရောင်းတဲ့လူရှိမှရမြေတို့အရိယာနိုင်ငံရေးနဲ့ဒေါ်လာရေးအရှုပ်ထွေးတွေကြားမှာဒီခဏတော့ဒီခံနိုင်မှရခဏတော့ဒီခံနိုင်မှရအဲ့အဲ့ဘယ်လိုပြောရမလဲညီတို့ဒီတရုတ်လိုကောင်မျိုးဇီးခွာကုန်းနိုင်တဲ့အနေအထားမျိုးအထိညီတို့ရောက်အောင်ကြိုးစားပြီးသွားရင်ညီတို့ဒေါ်လာရင်းနိုင်ပြီပဲဒီကောင်ရှုပ်နေလို့ပေါ့နော်အဲ့တော့ကြရှင်းနေညီကတော့တုံမှာပဲအဲ့ကပိုက်တွေပါရင်နားမလဲဒါညီဒဲပြောတာပဲပြီးမလားအဲ့ကောင်ဇီးခွာကင်နိုင်တဲ့တနေ့ညီတို့ အဲရွေးတစ်ခုရပြီလို့ညီတို့ထင်တယ်အကောင်းဆုံးညီတို့ကြိုးစားနိုင်မယ်လို့ညီတို့ထင်တယ်ပြီးရင်လက်ရှိနေထားတာလေတိတ်ပြီးဆိုးရတဲ့ရာမဟုတ်ပါဘူးညီတို့နယ်မြေတွေဆုံးရှုံးနေတယ်မှန်တယ်ဒါပေမဲ့ပြန်ရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်သူတရင်နေရညီတို့ဘောတော့အဲဘယ်လိုပြောမထွက်တာပဲရှိရအောင်မပြောပြပဲရှိရအောင်ညီတို့တောင်းမှပဲဘောတော့အဲဘလတ်တကြားမဲ့တွေအဲ့နေပြီလားလို့ကျွန်တော်အဲပြောခံမှာဆိုလို့ညီတို့တိုက်ပွဲတစ်ခုပဲထုတ်ပြရတယ်ဘောတော့ညီတို့ကြိုက်နေရမလဲဘူးပဲညီတို့စစ်မနေပင်ဆိုခုလက်ရှိလောလောဆယ်မှာဆို73ခုလောက်ရှိတယ်တိုက်နေရတာမနာရတယ်ကောကောညီကူတိုင်းလည်းမနာရတယ်ပါကောကောဒီလုံနေတဲ့ကြားအများကြီးရှိပါတယ် အဲ့တော့ဒီသူတွေစိတ်သက်မကြပါနဲ့သိကြတဲ့ဂျုံယုံကြည်နဲ့တာတပေပန်းဆိုင်ထားလိုက်ညီတို့မျိုးပေါ်တက်ခဲ့မယ်အဲ့ဒါကတော့ညီတို့ပြောချင်တာပဲပြည်သူတွေကိုโอเคပြည်သူတွေကလည်းကန်းကြီးတို့ယုံကြည်ပါတယ်ဒါသူတို့လည်းတပေပန်းဆိုင်ထားမှာပါပဲတခါလေကျရင်ဒီလူငယ်ဒီတောင်မှသူတို့အတွက်ဒီအ धिक ဘုံရန်သူပေါ့နော်စက်တက်နဲ့ပေါင်းပြီးတော့မှသူတို့ဒုက္ခပေးနေတယ်အ धिक ဘုံရန်သူဘယ်သူဆိုတာကိုသိတယ်တချို့လူသာကြီးတာဗျာသိလားလူကြီးနေရာယူထားပြီးတော့မှလူသာကြီးအသက်သာကြီးပြီးတော့မှလူကြီးမဖြစ်လာတဲ့កောင်နေတိုင်းနဲ့ ီလူငယ်တွေ ਨੇ ခိုင်ကြအဲ့လိုတွဲပြီးသွားနေရတယ်ဒေါ်လာရင်းမှာအဲ့လိုတွဲပြီးသွားနေအင်မတန်မှနှမျောဖို့ကောင်းတယ်ဗျာသိလားဟိုတချို့တခါရတယ်စစ်တပ်နဲ့တိတ်မကွာဘူးဘာဖြစ်လို့သူတို့ကအာနာရှင်နဲ့အတူအာနာရှင်အပေါင်းပါတွေကိုတိုက်ဖို့လာခဲ့တယ်ဆိုလို့မဲ့သူတို့ကိုယ်တိုင်ကအစားအာနာရှင်ကိုအသက်သွင်းသလိုဖြစ်နေတာအဲ့ဒါအဲ့ဒါအဆိုးဆုံးပဲအဲ့လိုမျိုးမှဖြစ်ဖို့အရေးကြီးတယ်အဲ့လိုစောက်ယူစောက်ဘောတွေဟိုဘေးရနေပြီးတော့မှအမြန်ဆုံးလုကေးမာစေပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တို့ဆူတောင်းပေးပါတယ်တချို့တိုင်းရင်းသားလက်နက်ဂိုင်တွေရဲ့အတုံးချခံဘဝကနေလေအာ လုတ်ကင်းပါစေလို့တော့ကိုမခဲလို့ရောကျွန်တော်တို့အများကြီးပေါ့နှထိုးကြီးမှာဆိုတော့အများကြီးပါပဲကျွန်တော်အကိုတွေကျွန်တော်ချစ်ရတဲ့ညီကိုတွေရှိပါတယ်အနေကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်တစ်ပတ်လေးတကောတော့ကိုဆောင်းအွန်လိုင်းပေါ့နော်ကိုဆောင်းအွန်လိုင်းပြောတဲ့စကားလုံးတွေကတော့ကြိုက်တယ်ဗျာဒီ profile လေးကတော့နည်းနည်းတော့ကြာခဲ့ပါပြီဒါပေမဲ့ကျွန်တော်ဒီအကိုပြောတာလေးကိုသဘောကျလို့ပေါ့နော်သူ့ရဲ့ပြတ်သားမှုတော်လည်းပုံမှာယုံကြည်မှုကိုကျွန်တော်လေးစားလို့ဒီ profile လေးကို reaction ပြလုပ်ပေးတာဖြစ်ပါတယ်နောက်ထောင်ကြည့်အောင်အခုအာနာသိန်းတယ်လို့ခြင်ညာတယ် ကျွန်တော်တို့အသိမှမပြူလာမေးမယ်နဲ့ငါတကားဖြစ်ဖြစ်အိမ်ဘေးကကြီးတော်ကြီးဖြစ်ဖြစ်အာနာသိမ့်လိုက်ပြီဆိုကိုဆောင်းကျုံးမသိဘူးလက်မခံဘူးကျုံးသိတာမြန်မာပြည်ရဲ့လက်ရှိသမ္မတကဥဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံကဒေါအောင်ဆန်းစုကြည်နိုင်ငံခြားရေးဝန်ကြီးကဒေါအောင်ဆန်းစုကြည်ဝနမောင်လည်းကျုံးမသိဘူးတဲ့ပဲ ိုက်တယ်ဘဝဖောင်ပြင်ဘဝဘနာမောင်တွင်ဘဝဖောင်ပြင်အမ်ဘဝမှာဖင်ပြောင်းနေတာဖောင်ပြင်ဆိုတော့ကျုံတည်တဲ့ရဲ့ရောကျုံတည်ဟာမြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါက်တာဆန်းစုကြည်အမ်အာကိုဆောင်နိုင်ဒီလိုတွေတော့မပြောနဲ့မကြောက်ဘူးလားမကြောက်ပါအတိမလည်းမပြူကြောက်လည်းမကြောက်ဟာမင်းအွန်လိုင်းအောင်မကြောက်ဘူးလားကြောက်မသိဘူးကြောက်ကြောက်စရာမလိုဘူးอืมမင်းအွန်လိုင်းကဝင်ထမ်း 币都办的，能干到办的，能干到做的啊！免比都会，啊，能干到办的说，免比都会不生。嗯，哪个生的免比都会不生？生的稳定，免比都会稳定。该亏不亏，看它了。就这么丢，也是不能跑嘛。比都真票太了，所以也没心情。得亏的，亏的。先赔下，先赔下，就这么弄了。哦。 အဲ့ခွေးအချင်းတိုင်ရင်ရာသပလင်ဘွားလေးပြည်သူလူထုခဲနဲ့ဝိုင်းပေါက်ရင်ငင်ငင်ငင်နဲ့ဆင်းပြရဆင်းပြရအမေအမတ်တက်ကနေတသိန်း2021တွေလာမထုတ်ပြန်နဲ့မသိဘူးလက်မခံဟဲ့တဲ့ပဲရမင်းတို့ကြိုက်တော့ထုတ်အမေနေမင်းတို့လေကုံသွားမယ်စာရွက်ကုံသွားမယ်ငါတို့နာမနာခံဘူးမလိုက်တော့อืมဆိုတော့ဒီလူကြီးတွေဒီလောက်ထိတောင်မှအဲ့လိုဒေါ်လာရင်းနဲ့ပတ်သက်ပြီးအဲ့လိုစိတ်သက်ပြင်းပြလိုက်မယ်လို့မထင်ဘူးပြတယ်လား သူကသူအေးအေးဆေးဆေးနဲ့သူကြိုက်တဲ့အမှုပညာအလုပ်အဲသူသူကြိုက်တဲ့သချင်းဆိုခြင်းအလုပ်ကိုပေါ့နော်အေးအေးဆေးဆေးလုပ်ပြီးတော့မှဘဝကိုလုံးဝရိုးရှင်းစွာဖျက်ဆီးမယ်လို့ထင်တာဒါပေမဲ့ဒီလိုအခြေအနေမျိုးဖြစ်ပေါ်လာပြန်တော့လေဒီ2021အာနာသိမ့်မှုအခြေအနေဖြစ်ပေါ်လာပြန်တော့လေသူတိုင်းတစ်ပါးမှာရောက်နေပြီမဲ့လေသူအခုချိန်ထိကိုဒေါ်လာရေးအတွက်ကိုသူပါဝင်နေတော့မယ်အဲ့ဒီလိုလေးစားစရာကောင်းတဲ့ဒေါ်လာလူပညာရှင်တွေမှာကျွန်တော်တို့ကအာမပင်ဘယ်လူပညာရှင်တွေကိုအားပေးရပါလဲကျွန်တော်တို့ရုံလေးကိုအားပေးရပါလားစဉ်းစားပါဘောနော်ဒါခင်ဗျားတို့အားပေးစေချင်တာခင်ဗျားတို့ကို အများကြီးချစ်ပေးစေချင်တာသူတို့ဆိုရင်ဒါကိုဆောင်းလိုက်လို့ဆိုရင်ပေးဆက်ထားတဲ့ဥစ္စာမျိုးတွေရှိတယ်ဒါသူတို့တွေပေးထားခဲ့ရတဲ့ဥစ္စာမျိုးတွေရှိတယ်ဟုတ်လားဒီခါလေးကြတော့လေမြန်မာပြည်မှာနေခြင်းပေမဲ့လေဒီစောက်ယူတွေကြားထဲမှာမနေခြင်းတဲ့တခြားဘုလို့တိုင်းတစ်ပါးမှာလာနေနေရတဲ့အကွက်တွေရှိတယ်ဆိုတော့တော်လည်းလူပညာရှင်တွေကိုအများကြီးအားပေးပါလို့ကျွန်တော်ပလာတာကြီးကပြောချင်ပါတယ်နောက်တစ်ခုဒီပါလေးတစ်ခုကတော့ကျွန်တော်လေးစားတဲ့ကျွန်တော်အားကြရတဲ့ကျွန်တော်အရန်လဲချရတဲ့အရန်လဲကြည်ညိုရတဲ့ဘုံဘုံဥတ္တမင်္ဂလာရဲ့ เนาะကျွန်တော်တို့ပြောမဲ့စကားလေးတွေပေါ့နော်နားထောင်ကြည့်အောင်တိုင်းပြည်ပြက်တယ်မြန်မာနိုင်ငံအခုကြည့်မြန်မာနိုင်ငံကြီးဘယ်သူလက်ထဲမှာမရောက်ဘူးမြန်မာတိုင်းရင်းသားတွေလက်ထဲမှာပဲရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံပြက်နေပြီဘာလို့ပြက်တယ်သီလမရှိဘူးတမာတိမရှိဘူးပညာမရှိဘူးဟုတ်ဘူးလားဘာသာသာသနာနဲ့ပတ်သက်ရင်လည်းပညာမဲ့လုံရတဲ့ကြီးလုံနေတယ်อืมဒါတွေအားလုံးကိုဘေးက တ်ဝန်းကျင်တစ်ခုလုံးကထိုင်ကြည့်နေကြတယ်ပညာရှိတွေသူတော်ကောင်းတွေဗမာပြည်မှာအများကြီးရှိဒါပေမဲ့ပညာရှိသူတော်ကောင်းတွေကဘာမှလုံနိုင်စွာလုံပိုင်ခွင့်မရှိတော့ပညာမဲ့လုံရက်တွေအားလုံးကိုထိုင်ကြည့်နေရတယ်ဟောဒါတိုင်းပြည်ပြတ်တာတီလပြတ်တယ်ရောင်းဝယ်ဖောက်ကစားတောင်းကြနေကြတဲ့ပုံကိုယ်တွေတစ်ချိန်လုံးကယုံဝန်တန်းနေเนาะเจ้าဆရာဆရာမတွေ နော်ဆရာဝန်လေးဆိုရင်အလွန်လေးစားကြတာဘာလို့ဆိုတန့်ရှင်းသောအသက်မွေးဝမ်းကြောင်းရှိတဲ့ပုံကိုယ်တွေနော်လက္ခဏာစားတွေအခုကျတော့တိုင်းပြည်တစ်ခုလုံးပါဖြစ်တော့ဆိုတော့လက္ခဏာစားမှန်သမျှဖွဲ့ပေါင်းပြီးတော့လက်စားတာရေနော်မတော်လောဘလုပ်တာတွေရေပြန်ကြည့်လိုက်တော့တိလတွေပျက်စီးကုန်တိုင်းပြည်ပြက်ပြီးဆိုတာအဲ့ဒါပြောတာသူများလက်ထဲရောက်တော့မှပြက်တာမဟုတ်ဘူးတိလပြက်တယ်တိုင်းပြည်ပြက်တယ်တမာရီပြက်တယ်တိုင်းပြည်ပြက်တယ်ပညာပြက်တယ်ရှင်းလားသဘောပေါက်သလား ငါတို့မြန်မာလူမျိုးဟာတေချာချင်းကြီးရလွတ်လပ်ရေးရလာတာ65နှစ်ထဲကိုရောက်နေပြီတို့မြန်မာလူမျိုးဟာစီးနဲ့ကန်းနဲ့မနေတတ်တဲ့လူမျိုးလားနိုင်ငံကိုစနစ်တကျမထူထောင်တတ်တဲ့လူမျိုးလားကိုယ့်လူမျိုးကိုကောင်းကောင်းကောင်းစွာထိမ့်သိမ်းမစောင့်ရှောက်တတ်တဲ့လူမျိုးလားငါတို့မြန်မာလူမျိုးဟာဘာအရေးချင်းမှမရှိတဲ့လူတွေလားအဲ့ဒီအဖြေထုတ်ဖို့တင့်မတင့် ရှိအခုပြဿနာတက်နေတဲ့ program program တွေကတကယ်တော့တိုးတက်ចောင်းကို မသွားဘဲနဲ့ဆုတ်ယုတ်နေတာဒီတခုအတော်ဆိုးနေဟုတ်ပလားအလုံးတရားနာပြီးရင်ပြောင်းလိုက်ကြနော်ဒါကဘုံဘွားပေါ့နော်ဒါပြည်သူတွေအတွက်ကိုပေါ့နော်ဒါကျွန်တော်တို့ဆုံးမဩဝါဒပေါ့နော်ဒါတို့ပြောခဲ့တဲ့ဥစ္စာရဲ့ မြန်မာနိုင်ငံပျက်စီးနေတာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးကိုဘုံဘုံကပြောပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဘုံဘုံပြောတဲ့အာဆုံးမဩဝါဒပုံမှာမူတည်ပြီးတော့မှမိသားစုတွေအနေနဲ့လည်းပြုတ်ပြင်ပြောင်းလဲနိုင်ပြီးတော့မှကိုယ့်ရဲ့ကိုချစ်တဲ့နိုင်ငံကြီးကိုပေါ့နော်အမြန်ဆုံးပြုတ်ပြင်ပြောင်းလဲပေးနိုင်ကြပါစေလို့ကျွန်တော်ပြလာရဲ့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Plata Reblog YouTube Channel ဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာကြီးတဲ့တလုံးတို့က တီဝနိုင်ကြပါသည်ဗျာ။